ားလုံးမမင်္ဂလာပါမန်ချက်စတာယူနိုက်တက်အသင်းကအူနိုင်းအမရီကိုစိတ်ဝင်စားတယ်ဆိုတဲ့သတင်းတွေတက်နေတယ်စာဂျင်ရက်ကလစ်ကနီးပြဟုတ်ပြီအမရွန်ကိုယာတီကုံထိအခွင့်အရေးပေးထားပြီးဖြစ်တယ်ဆိုတော့သူ့ကိုယာရုကထုတ်ပယ်ဖို့အစီအစဉ်မရှိပေမဲ့တကယ်လို့နွေယာတီမှာ United ကလမ်းခွဲခြင်းရူဘင်အမရွန်နေရာမှာဒါအာရှွန်ဗီလာအသင်းရဲ့နီးပြအူနိုင်းအမရီကိုသူတို့ဘက်ကသဘောကျနေတယ်ဆိုပြီးတော့ British media တွေကဖော်ပြထားတယ်လက်ရှိမှာတော့ Manchester United အသင်းက Ruben Amorim ကိုယာတုကထုတ်ရင်ပေါင်12တန်းရောချင်းငွေပေးရမှာဖြစ်တဲ့အတွက်အခုလောလောဆယ်ဆက်ထိန်းထားတယ်လို့မီဒီယာတွေမှာဖော်ပြထားတယ်။တစ်ဖက်မှာလည်း Barcelona ရဲ့နီးပြဟောင်း Javi Hernandez က Saudi Arabia Club အသင်းရဲ့ကမ်းလှမှုတွေကိုပယ်ချထားတယ်။ Saudi Club အသင်းတွေကဒါလက်ရှိမှာ Javi ကိုလိုချင်ပေမဲ့ Javi Hernandez ကသူ့အနေနဲ့ Premier League မှာနီးပြခြင်းကြောင့် Manchester United အသင်းဘက်ကသာလက်နီးပြအပြည့်အပြောင်းလဲလုပ်ရင်ဒီသင်းကိုကင်တွယ်ခြင်းနဲ့ဆိုပြီးတော့ Spain media တွေကဖော်ပြထားပါတယ်